မင်္ဂလာပါရှင်။ဆီယာမမိုဟောစီရေးသားထားသော Love, Light and Power မြတ်တာအလင်းနဲ့ဇွမ်းအားဆိုတဲ့စာအုပ်လေးကိုဆက်လက်ပြီးဖတ်ပြပေးပါရစေရှင်။ တတိယစွမ်းအားကျမတို့ရဲ့ကိုခန္ဓာကြီးမှာရှိတဲ့အာယုခံဓာရအပေါက်တွေနဲ့အာယုံတွေထိတွေ့ပြီးစိတ်စေတသိက်တွေဘလို့ဖြစ်လာလဲဒီစိတ်တွေအပေါ်မှာဘလို့တုံ့ပြန်ခံစားသလဲအဲ့ဒီတုံ့ပြန်ခံစားမှုတွေကနေကုသိုလ်အကုသိုလ်တွေဘလို့ဖြစ်ပေါ်လာသလဲဆိုတဲ့အကြောင်းတွေကိုဒီနေရာမှာကျမနားလေသလောက်ညဝေပေးခြင်းပါတယ်မျက်စိဆိုတာအစင်းပုံတဲ့ form shaped and color တွေကိုဒါမြင်ရတဲ့ တကားပေါက်တစ်ခုပဲဖြစ်ပါတယ်။တကယ်တော့မျက်စီဆိုတာမြင်ရုံပဲမြင်ရတာပါ။မျက်စီကလူတွေ၊ခွေးတွေ၊ဆရာဝန်တွေ၊သမီးတွေ၊ဇနီးတွေရဲလို့ဘာသာမပြန်တတ်ပါဘူး။မျက်စီကမြင်တာအစင်းတွေပါပဲ။ဒါပေမဲ့ကျမတို့ကတော့မျက်စီကနေအစင်းရောက်တစ်ခုကိုမြင်လိုက်တယ်ဆိုတာနဲ့ပေစီလေးတတလေးတဲတဲလေးခွေးကလေးရဲလို့တခါရဲဖြစ်သွားတော့တာပါပဲ။တတိရှိရဲ့ဖရာယဟန္တာ သောတာပန်လိုပုံကူမျိုးတွေကြတော့မျက်စိကမြင်လိုက်တာနဲ့ဒါဟာအစင်းရုပ်ပဲမြင်တာကိုပဲသိတယ်ဒီလူတွေခွေးတွေသားသားလေးတွေစသဖြင့်တနိုင်းရှင်နေတော့ဘူးအားလုံးဟာရုံနံပါပဲကျမတို့ကတနေကုန်အချိန်တိုင်းမှာကာယကံဝစီကံမနောကံတွေကျူးလွန်နေတတ်ကြပါတယ်အဲဒီကံတွေကဘယ်ကနေဖြစ်ပေါ်လာသလဲဆိုရင်ဒီခန္ဓာကိုယ်မှာရှိတဲ့ဓာရ6ပုတ်ကနေဖြစ်ပေါ်လာပါတယ် အဲ့ဒီတကားပေါက်တွေကနေအာယုံတွေဝင်လာကြပါတယ်မျက်စိဆိုတဲ့တကားပေါက်ကနေအစင်းဆိုတဲ့အာယုံဝင်လာတယ်ရုံနှစ်ခုတိုက်တဲ့အခါမှာစိတ်ဖြစ်သွားတယ်မနှောဒွာရစိတ်မှာကြိုက်တယ်ဝယ်အောင်မယ်မကြိုက်ဘူးမုန်းလိုက်တာသူ့ကိုဒီလိုပြောလိုက်အောင်မယ်စတဲ့ကိလေသာတွေဖြစ်ပေါ်လာပါတယ်မျက်စိအစင်းနာအသံနာအနက်ရှာအရသာကိုထိတွေ့ တွေးတော့ကြံစီတကယ်တော့ကျမတို့ကိုခန္ဓာကြီးကတဲ့ရီကိုထူးဆန်းပါတယ်ဆက်ရုပ်ကြီးတရုပ်နဲ့တွေ့ပါတယ်အသေးစိတ်ရေးဆွဲစီစဉ်ထားတဲ့ကွန်ပျူတာဆော့ဖ်ဝဲတစ်ခုနဲ့လည်းတွေ့ပါတယ်ဓာတ်ရအပေါက်တွေမှာသူ့အလုံးနဲ့သူရှိတယ်ဥပမာအဖြစ်မျက်စိက မြင်တဲ့အလုပ်ကိုပဲလုပ်တယ်မျက်စိကမြင်တဲ့မြတ်ဟာလဲအစင်းတွေကြီးပဲဘဲကင်လို့ပြောလိုက်ရင်ဘဲကင်ကိုတိသွားမှ စိတ်ထဲကစားခြင်းစိတ်ကပေါ်လာတယ်ဒါတောင်းမှ အရင်ကဘဲကင်ကိုစားဘူးလို့ချက်ချင်းစိတ်ကအတိတ်ပဲဖော်နိုင်တယ်။ဘာသာပြန်နိုင်တယ်။မွေးလို့သိလိုက်ရင်ကြောက်တယ်၊ထွက်ပြေးရမယ်ဆိုတာကိုသိတယ်။ဒါကြောင့်မျက်စိပဲဖြစ်ဖြစ်၊နားပဲဖြစ်ဖြစ်၊ရှာပဲဖြစ်ဖြစ်၊နှာခေါင်းပဲဖြစ်ဖြစ် သူလက်ခံနိုင်တဲ့အာယုံကိုသာလက်ခံပြီးသူ့အလုပ်သူလုပ်နေကြတဲ့အချိန်မှာကျမတို့ကမနှောမှာကြိုက်တယ်၊မကြိုက်ဘူး၊လိုချင်တယ်မလိုချင်ဘူးဆိုတဲ့ကိလေသာတွေပွားနေတတ်ပါတယ်။အာယုံမရှိရင် စိတ်မဖြစ်ပါဘူးစိတ်ထဲမှာဘာသာပြန်လိုက်တာတွေအကုန်လုံးဟာပြည့်ညတ်တွေကြီးပါပဲလောကအလိုအရာပြောဆိုဆက်ဆံလို့လွယ်ကူအောင်ထားထားတဲ့သတ်မှတ်ချက်တွေပဲပေါ့ကျမနမေမမုံလို့မသိရရင်ဘလို့ခေါ်မလဲပေါ့မျက်စိကမြင်ရုံမမြင်နဲ့စိတ်ကခွေးကလေးပစ္စည်းလို့သိတယ်ငါမိမငါအမေဆရာမလို့သိတယ်ကာလေရင်ပြန်လို့သိတယ်နားကကြားယုံပဲကြားတယ်စိတ်ကဒါ အစိုးရအာဇာနည်ရဲ့အတံပဲလို့သိတယ်။နှာခေါင်းကနံယုံမဲနံတာသိတယ်။စိတ်ကညာမွေးပန်းနဲ့ညောင်းပုံနန်းလို့သိတယ်။ရှားကအရသာကိုလက်ခံနေ။စိတ်ကခောက်ဆွဲကြောဘဲကင်းလို့သိတယ်။ကိုကနှွေးထွေးတယ်။ပျော်ပြောင်းနေလို့သိတယ်။စိတ်ကချစ်သူလားဖတ်တယ်။နန်းနေလို့သိတာ။စိတ်ကသိနေတာတွေကပြည့်ညက်အာယုံတွေမို့အကုန်မှားတယ်။အမားတွေသိနေတာကိုအဝိဇ္ဇာလို့ပြောတာဖြစ်ပါတယ်။အာယုံမန်ကတော့ ခုနေမြင်သမျှကြားသမျှတွေဟာရုပ်နဲ့အစင်တန်းတွေပဲဖြစ်ပြီးရင်ပြက်တာပဲလို့နားလည်ရမှာပါပဲဒါကြောင့်တကား၆ပေါက်ထဲမှာအဝင်အထွက်အများဆုံးဖြစ်နေတာကစိတ်ဆိုတဲ့အပေါက်ပါပဲအတိတ်ပစ္စုပန်အနာဂတ်ကိုလည်းပုံဖော်ပြီးတွေးနေရတာစိတ်ပါပဲအဲ့ဒီလိုပုံဖော်တိုင်းမှာလဲဒေါသမောဟလောဘတွေအမျိုးစုံဖြစ်နေပါတယ်ဒါဟာမနောဆိုတဲ့အပေါက်ပါပဲဒါကြောင့်ဒီမနောကိုပဲ တန်ရှင်းရေးလုပ်ပေးရမယ်အမိုက်လဲပေးရမယ်ငြိမ်သက်အောင်ထားရမယ်လို့အန်တီနွယ်နွယ်ဝင်းတရားထဲမှာနာဘူးပါတယ်တတိ mindfulness နဲ့နေရပါမယ်တကားဝတွေမှာတတိဆိုတဲ့အဆောင်ကိုချထားရင် ခုနပြောတဲ့ကိလေသာတွေလျော့သွားပါတယ်မြင်တာနဲ့အစင်းလို့ဖြတ်ချလိုက်မယ်ကြားတာနဲ့အတန်းလို့ဖြတ်ချလိုက်မယ်ဆိုရင်စိတ်မှာကြိုက်တယ်မကြိုက်ဘူးချစ်တယ်မချစ်ဘူးဆိုတဲ့ခံစားမှုဝေဒနာတွေမပေါ်လာတော့ပါဘူး ကိလေသာတွေဖြစ်ဖို့အခွင့်မတားတော့ပါဘူး။တရားစကားနဲ့ပြောရမယ်ဆိုရင် ပြညာအာယုံနဲ့ကြည်ပြီးခံစားရသမျှကိုပရမတ်အာယုံနဲ့အစာထုတ်ပြီးဖျောက်ပစ်လိုက်ပါ။မြင်နာတွေကိုဘယ်သူဘဲဝါကြိုက်တယ်မကြိုက်ဘူးတွေဘာသာမပြန်မဲမြင်တယ်လို့ပဲသိပေးလိုက်ပါ။အဲ့ဒါဆိုရင်ချမ်းသာရရပါလိမ့်မယ်။ဒါဟာတတိပဌံတရားရဲ့ငြိမ်းအေးချမ်းသာခြင်းအစစ်အမှန်ပဲဖြစ်ပါတယ်။တကယ်တော့စိတ်ကပဲကျမတို့ကိုပင်မနဲ့သူတွေဖြစ်စေပါရဲ့။ ချမ်းသာတဲ့သူတွေဖြစ်စေတယ်။ဘိုင်းလုံဆရာတော်ကြီးဟောခဲ့သလိုဆိုရင် စိတ်ပြောင်းရင်ဘဝပြောင်းနေတယ်တဲ့။စိတ်အစွဲတွေကြောင့်မကောင်းတဲ့ဘဝတွေကိုလည်းကျမတို့ဟာရောက်သွားနိုင်ပါတယ်။ဒါကြောင့်စိတ်ကိုတန်ရှင်းရေးလုပ်ပေးပါ။မကောင်းတာတွေပေါ်လာရင် ကောင်းတာတွေနဲ့အစားထိုးပေးလိုက်ပါ။ကျမကတော့အာယုံတွေကိုအစားထိုးပေးလိုက်တာပါပဲ။မကောင်းတာတွေးနေရင် ကောင်းတာဘက်ကိုလှည့်ပေးလိုက်တယ်။မုန်းနေရင်မြတ်တာစိတ်ပွားလိုက်တယ်။ဝိပဿနာအဆင့်ထီကို ညာအားဖြင့်မရောက်နိုင်သေးဘူးဆိုရင်တောင်မှကျမတို့တာမန်လူတွေအနေနဲ့စိတ်ကိုဖြူအောင်ဖို့လျှော်လို့ရတဲ့နည်းတွေအများကြီးရှိပါတယ်။ဒီလိုပဲတဖြည်းဖြည်းတက်လန်းရသွားမှာပါပဲ။ပါရမီတွေဖြည့်ကျင်သွားရမှာမို့စိတ်တက်မကြပါနဲ့နော်။အဝိတ္တထဲကိုလုံးဝမလျှော်ဘဲနေရင်အညစ်အကြေးတွေပြောင်းဖို့ကအလွန်ခက်ပါလိမ့်မယ်။ခဏခဏလျှော်ပေးရင်တော့တန်တန်ရှင်းရှင်းဖြူဖြူဖွေးဖွေးလေးဖြစ်နေမှာပေါ့။ပြညတ်တွေကြောင့်စိတ်မှာလောဘဒေါသ မောဟအမျိုးစုံဖြစ်နေပါတယ်ထင်ဟပ်နေပါတယ်ဒီအငြိအကျေးတွေကို မကြာခဏဖွှော်လျော်ပေးရမှာပါကျမတို့အများဆုံးအသုံးပြနေတာကစိတ်မှာစိတ်ကလေးတန်ရှင်းကြည်လင်နေသမျှမြင်မာတဲ့ဘဝအခြေအနေကံတရားတွေကို ပြုပြင်စီရင်ပိုင်ဆိုင်ခွင့်တွေရနေတာပါ ကျမတရားဟောတာများတော့ပြီလားတောင်မသိပါဘူးကျမရေးတဲ့စာတွေကိုဖတ်ပြီးတချို့ကကျမအရန်စိတ်တက်ကြနေတယ်လို့ထင်ကြပါတယ်ကျမဘဝမှာအင်မတန်ကြီးမားတဲ့ အစိုးလောကရန်တွေရှိတယ်လို့ထင်ကြပါရယ်။ကျမစာတွေဖတ်ရတာအဖွားပြောတဲ့စကားနားထောင်ရတယ်လို့ပဲလို့ပြောကြတဲ့သူတွေလည်းရှိပါရယ်။ကျမကစိတ်ဓာတ်ကျနေတာမဟုတ်ပါဘူး။စိတ်တည်ငြိမ်မှုရှိနေတာပါ။တစ်ချိန်ချိန်မှာတယောက်တည်းနေပြီးတရားပဲလုပ်တော့မယ်လို့ဖြစ်လာနိုင်ပါသေးတယ်။တကယ်တရားတော့မရသေးဘူးလို့ထင်ပါရယ်။ကျမသိနေတဲ့တရားဟာဘဟုတုတအဆင့်လောက်ပဲရှိပါသေးတယ်။ဒီအဆင့်နဲ့တရားရပြီလို့မပြောနိုင်သေးပါဘူး။ တကယ်တရားရသွားတယ်ဆိုတဲ့အခါကျရင် ကျမကလည်းဘယ်မှမှတွေးရတော့မှမဟုတ်ပါဘူး။ကောင်းတာတွေလှုပ်ဖို့တွေးဖို့မမေ့မလျော့တဲ့တတိတွေအမြဲရှိနေကြပါစေ။ manifestation ကျမတို့အားလုံးအခုတနစ်နဲ့နဲ့အတွင်းမှာစာရီဖယင်း Facebook ကြီးရင် manifestation ဆိုတဲ့ဝဟရာတစ်ခုကိုမကြာခဏခလုတ်တိုက်မိနေတတ်ကြပါဗါး။ energy လို့ခေါ်တဲ့စွမ်းအင်ပညာရက်တွေလောကီပညာတွေထုံးကားလာတဲ့ခေတ်မှာ manifestation ဆိုတာကိုဖြစ်ချင်တာတွေကို ဖြစ်အောင် ပုံဖော်စိတ်ကူးရင်းစူးစမ်းယူတဲ့နိလန်တစ်ခုအဖြစ်လူတွေသိနာလည်ခဲ့ကြတယ်။လက်ခံကျင့်သုံးလာကြတယ်။ဘဝထဲမှာကိုလိုချင်တဲ့အခြေအနေတွေ၊ဖြစ်ရက်တွေ၊ငွေတွေ၊အလုပ်တွေ လူတွေကိုဘလို့ attract လုပ်မလဲ၊စွဲဆောင်မလဲ။ကိုဖြစ်ချင်တာတွေရလာအောင်ဘလို့ manifest လုပ်မလဲဆိုတာကိုစာရီချရေးတာ၊ရုပ်ရှင်ကားချက်တွေထည့်ပြီး vision board တွေလုပ်တာ ်မက်ဒီတေးရှင်းတွေလောက်တာစသဖြင့်နီးပေးလမ်းပြလုပ်ပေးကြတဲ့ဆရာဆရာမတွေလည်းအများကြီးပေါ်လာပါတယ်။လိုက်လောက်ကြပြီးတကယ်ကိုအကျိုးကျေးဇူးတွေရလာတဲ့ဆိုတဲ့လူတွေကို တွေ့ရတာဟာလည်းဝမ်းသာစရာပါပဲ။တချို့ program တွေကျမကိုယ်တိုင်လိုက်ပြီး join ကြည့်လိုက်ပါတယ်။လုံရင်းနဲ့အီလဲလဲဖြစ်သွားရတာတွေ ရှိသလိုဆရာနဲ့ကိုယ်နဲ့တကယ်ကို connection မိပြီး စိတ်တွေ energy တွေအရန်နေလို့ကောင်းလာတာဖြစ်ချင်တာလေးတွေပြက်ပြက်သားသားသိလာတာမျိုးတွေလည်းရှိပါတယ်။ တကယ်တော့လူတိုင်းဟာ manifestation လုပ်နေကြပါတယ်။ကျမတို့တွေဟာနေ့စဉ်နဲ့အမျှဖြစ်ချင်တာတွေကိုဖြစ်အောင်ကြိုးစားနေကြသလိုမဖြစ်ချင်တာတွေကိုလည်းမဖြစ်အောင်ကြိုးစားနေကြတာပါပဲ။ဒါဟာ manifestation ပါပဲ။ဒါကြောင့် manifestation ဆိုတာဟာဝေါ်ဟာရအနေနဲ့သာအစိမ့်တက်တက်ဖြစ်ချင်ဖြစ်နေပါလိမ့်မယ်။ဒါပေမဲ့ဘယ်သူမှမသိတဲ့အရာတစ်ခုတော့မဟုတ်ပါဘူး။နည်းလမ်းတစ်ခုအနေနဲ့ပေါ်လာတဲ့အခါမှာတော့ကို နေတဲ့သူကလုပ်နေမိတဲ့ manifestation တွေကိုပဲဘာပြီးရင်ဘာလုပ်ဘယ်လိုစိတ်နဲ့လုပ်ဆိုတာတွေပြောပြလိုက်တဲ့အခါအကုန်စုစည်းမိပြီးလမ်းတွေတဲ့သွားတဲ့အတွက်ကိုရချင်းတဲ့နေရာရောက်ချင်တဲ့နေရာတခုကိုမြန်မြန်ရပြီးရောက်သွားတာမျိုးပါပဲပထမဆုံးတော့ကိုဘာလုပ်ချင်သလဲဆိုတာကိုသိချသိရပါမယ် clarity ရှိရပါမယ်တိတ်ဆိတ်ငြိမ်သက်တဲ့တန်ရှင်းတဲ့တနေရာလေးမှာအေးအေးဆေးဆေးလေးထိုင်သေချာလေးတွေးပြီးစူးစူးနဲ့နဲ့အာယုံပြူကြည့်ပါ ကိုဖြစ်ခြင်းတဲ့ပုံစံ future version ကိုမြင်ရောက်ကြည့်ပါ realistic ဖြစ်ဖို့လိုပါတယ်ဖြစ်နိုင်သလောက်တဆင်ချင်းသွားဖို့လိုပါတယ်ဖြစ်ဖို့နှိစက်တာကိုပဲတခုချင်း manifest လုပ်ရပါမယ်တလ9သိန်းရနေတဲ့လူကချက်ချင်းကြီးတလ3သိန်းတရာရဖို့ဆိုတာမဖြစ်နိုင်ပါဘူးတလ10သိန်းလောက်ကတော့ဖြည်းဖြည်းချင်းဖြစ်လာနိုင်ပါတယ် manifestation လုပ်ရမှာအချက်၄ခုပေါင်းလိုက်ရင် result ထွက်လာတယ်လို့ဆိုပါတယ် intention intention ဆိုတဲ့ရည်ရွယ်ချက်ရှိရပါမယ်။ရည်ရွယ်ချက်ကကောင်းတဲ့ရည်ရွယ်ချက်ဖြစ်ရမယ်။ကိုယ်အစဉ်ပြေဖို့အတွက်သူတစ်ပါးကိုရှင်ပြိုင်အလဲထုတ်ချင်တာကြာရှုံးစေချင်တာမျိုးမဖြစ်ရပါဘူး။မနာလိုစိတ်မခံကျင်စိတ်အမုန်းစိတ်ဒေါသစိတ်တွေပါနေတဲ့ဆိုရင်ဒီရည်ရွယ်ချက်ကကောင်းမွန်နေလို့မပြောနိုင်ပါဘူး။ဥပမာအားဖြင့်ကိုယ်အစဉ်ပြေပြေနေချင်တယ်။အေးချမ်းသာယာစွာနေချင်တယ်ဆိုတာကကိုယ့်ရဲ့နှလုံးသားထဲကလာတာ။ကိုယ်တကယ်လိုချင်တာဖြစ်ရမယ်။ ကိုအောင်မြင်ခြင်းလို့သူများကကြာရှုံးပေးရမယ်ဆိုတာမျိုးမဖြစ်ရဘူးကိုဘဝအဆင်ပြေအေးချမ်းခြင်းနဲ့ဒါမှကိုအတွက်ကိုတန်တရာကလွတ်အောင်ကူညီနိုင်မယ်ကို့နာကလူတွေကို အများကြီးစောင့်ရှောက်နိုင်မယ်စသဖြင့်နှလုံးသားထဲကလာတဲ့ဆန္ဒရည်ရွယ်ချက်မျိုးဖြစ်ရမယ် action လူချင်းနာတွေကိုဒီအတိုင်းကြီးထိုင်ပြီးစုတောင်းနေလို့ကတော့ဖြစ်လာမှာမဟုတ်ပါဘူးဒါကြောင့်တကယ်လက်တွေ့လှုပ်ဆောင်မှုတွေ action တွေပါရမယ်အလုပ်ဆိုတာကံဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကံတရားကိုကောင်းသော ဖြည့်ဆည်းမှုတွေရှိရမယ်။လူရန်ပေးကံတာမျိုးတွေပါတယ်။နေမကောင်းရင်တော့စေတောက်ရမှာပါပဲ။နေကောင်းဖို့ဆူတောင်းနေတာထက်ဆရာဝန်းနဲ့ပြတာ၊စေကန်းသွားတာစတဲ့လုံတဲ့လုံထိုက်တဲ့အလုပ်တွေလုပ်ရပါမယ်။ Love မေတ္တာစိတ်ကိုအဓိကထားရမယ်။လောကီကိစ္စရပ်တွေမှာမေတ္တာဆိုတာစွမ်းအားအကြီးဆုံးပါပဲ။မေတ္တာဆိုတာ inner peace ပဲဖြစ်ပါတယ်။မေတ္တာနဲ့စွဲငင်နေဆိုရင်အရာရာကိုအောင်နိုင်တယ်။ မေတ္တာနဲ့ဖြည့်ရှင်းနေဆိုရင် အရာရာကိုကြော်ဖြတ်နိုင်တယ်။ဒါကြောင့် manifestation လုပ်တယ်ဆိုတဲ့နေရာမှာမေတ္တာတရားနဲ့ကိုယ့်ရဲ့နှလုံးသားကစိတ်အေးနေဖို့လိုတယ်။ငြိမ်းချမ်းနေဖို့လိုတယ်။အပူမရှိဖို့လိုပါတယ်။ energy နောက်တစ်ခုကတော့စွမ်းအင်းဆိုတဲ့ energy ပဲဖြစ်ပါတယ်။လုံလောက်တဲ့ဝါယမစိုက်ထုတ်မှုတွေကို energy လို့ပြောလို့ရပါတယ်။ကောင်းတဲ့ positive energy တွေချိတ်ဆက်မှုရှိဖို့သူများနဲ့မျှဝေတတ်ဖို့လိုပါတယ်။ ကိုယ့်ရဲ့ကောင်းတဲ့ energy တွေရိုစိတ်ထွက်မသွားအောင်ကာကွယ်တတ်ဖို့လိုတယ်။ကိုယ့်ရဲ့လက်ခံနိုင်တဲ့ energy တွေကိုချဲ့ထွင်ပြင်ဆင်ထားဖို့လိုတယ်။ဒီနေရာမှာတော့ meditation လုပ်တာတွေ channel ရေးတာမျိုးတွေပါပါတယ်။ဒီလေးခုပေါင်းသွားပြီဆိုရင်ရလက်တစ်ခုထွက်လာတတ်ပါတယ်။ကိုယ်စုတောင်းထားတဲ့ manifest လုပ်ထားတဲ့၃ခုမှာနှစ်ခုလောက်ဖြစ်လာတဲ့ဆိုရင်ရလက်ကောင်းနေပဲပြောရမှာပါပဲ။တစ်ခုမှမဖြစ်သေးဘူးဆိုရင်တော့တနည်းအားမှာတစ်ခုခုလွဲနေတာမျိုးလည်းဖြစ်နိုင်ပါတယ်။ manifest လုပ်တဲ့နေရာမှာကိုလိုချင်တဲ့ရလတ်ကိုရပါမလားဖြစ်ပါမလားလို့အရန်ကြီးစိုးရင်ပူပန်နေတာထက်ကိုလုံးစရာရှိတာတွေလှုပ်ထားပြီးပြီဆိုရင်ပေးလာမယ့် universe အပေါ်မှာယုံမှားတန်လျာမရှိပဲစိတ်အေးအေးနေလိုက်ဖို့လဲပါပါတယ်မရသေးဘူးလားမပေးသေးဘူးလားကြားလိုက်တာစသဖြင့်နပူနစာတိုက်ကြီးကြမနေတတ်ဖို့လဲလိုပါတယ်ကျမတို့အတွက်ထိုက်တန်တဲ့ရတဲ့နဲ့အရာတစ်ခုကတော့ပြန်ရလာမှာပါ manifestation လုပ်တယ်ဆိုတာ လောဘစိတ်ဖြစ်မနေဘူးလားလို့ဆိုကြတယ်။ဆန္ဒပြူတာနဲ့လောဘကကွဲပြားပါတယ်။လောဘကမကောင်းတဲ့ရည်ရွယ်ချက်တွေပါနိုင်ပါတယ်။ဆန္ဒပြူရဲဆိုတာကတော့ကောင်းတဲ့အရာတွေအတွက်ပဲဆန္ဒပြူလို့ရပါတယ်။ကိုလိုချင်တာကိုကိုယ်တိုင်ပြက်ပြက်သားသားသိနေတာ clarity ရှိနေတာဟာလောဘစိတ်မဟုတ်ပါဘူးလို့ဆိုပါတယ်။ပုရုษင်လူသားတွေပဲမဟုတ်ကျမတို့လိုချင်တာကိုစူတောင်းချိန်မှာလောဘဆိုတာပါနေခဲ့ရင်တောင်မှသူများကိုမထိခိုက်ဘူးဆိုရင်ခွင့်လို့ရမှာပဲဖြစ်ပါတယ်။ စင်ကြဲတဲ့စိတ်ထားနိုင်ရင်တော့အကောင်းဆုံးပဲဖြစ်ပါတယ်။ဒီနေ့မှာကျမတို့ဘာတွေ manifest လုပ်ကြမလဲ။နိုင်ငံအတွက်လား။ relationship အတွက်လား။အလုပ်အကိုင်း၊ငွေကြေးတွေအတွက်လား။ကျန်းမာရေး၊ပညာရေးအတွက်လား။နေစရာအိမ်ကလေးတစ်လုံးအတွက်လား။စီးစရာကားလေးတစ်စီးအတွက်လား။အလူဒါနလုပ်ဖို့အတွက်လား။စိတ်ကိုအေးနေအောင်ထားပြီးလိုချင်တာတွေကိုပဲတွေးပါ။မလိုချင်တာတွေကိုလုံးဝမတွေးပါနဲ့။ကောင်းသောရည်ရွယ်ချက်တွေ အလုပ်တွေစွမ်းအင်တွေချစ်ချင်းမြတ်တာတွေနဲ့ manifest လောက်ကြသမျှအောင်မြင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်เนาะ